အရှင်ဖရာတပည့်တော်အရင်ဘဝကသူများအပေါ်လိန်ခဲ့မိတို့လားမသိဘူးအခုဘဝမှာတော့ငွေရေးကြေးရေးခဏခဏအလိန်ခံနေရပါတယ်ဖရာအရှင်ဖရာတရားတော်လေးနဲ့ဖြည့်ပြီးတော်မူပါဆိုပြီးတော့ကိုကိုလင်းဆိုတဲ့အကောင့်ပိုင်ရှင်ကကိုကောင်းပြီသူများ ဆိုးနေရင်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာ စာလေးရေးပို့ထားတယ် တို့လူတွေက ကိုလုတ်လို့အောင်မြင်လာတဲ့အခါငါကွာဆိုပြီး လက်မထောင်တတ်ကြပြီမဲ့ကြာရှုံးသွားတဲ့အခါဒီမှာတော့သူ့ကြောင့်လို့လက်ညှိုးထိုးတတ်ကြတယ်ခုလဲဒီလိုပဲမြင်မိတယ်ကိုအားလို့ကိုညံ့လို့ငွေရေးကြေးခဏခဏအလိန်ခံရတာကို အရင်ဘဝကသူများလိန်ခဲ့လို့လားမသိဘူးဆိုပြီးတော့အရင်ဘဝကိုလက်ညှိုးထိုးလှည့်ချလိုက်ကြတယ် ဲ့ဒါလို့ကိုမသိနိုင်ရာကိုမမြင်နိုင်ရာကိုပြန်ပြီးတော့ပြုပြင်လို့မရတဲ့အရာစီကိုလက်ညှိုးထိုးလှည့်ချလိုက်တော့အခုကိုညံ့နေတာကိုညံ့နေလို့မသိတော့ဘူးမမြင်တော့ဘူးအဲ့ဒါဟာအလွန်နစ်နာတဲ့အသည့်အမြင်ဖြစ်တယ်ကိုညံ့နေတာကိုကိုညံ့နေတယ်လို့တောင်မသိမမြင်တော့ကိုကိုကိုပြုပြင်ရာကောင်းမှမသိဖြစ်နေတာပေါ့အရင်ဘွားကသူများလိန်ခဲ့လို့ ခုဘဝကိုအလိန်ခန်းနေရတယ်ပဲထားလိုက်အောင်ကိုကအရင်ဘဝကိုသွားပြီးပြန်ပြင်လို့ရမှာလားဟုတ်တယ်မဟုတ်ဘူးကောဘသူက အတိအကျသိနိုင်မှာလဲပေါ့တကယ်တော့အာနာတချင်းနဲ့လောဘကြီးခြင်းသူများဟာ အချောင်းလူချင်းချင်းတွေဟာအလိန်ခံရမှုရဲ့အဓိက အကြောင်းတရားတွေပါပဲတချို့အလိန်ခံရမှုတွေမှာငါခံရနိုင်တယ်လို့သိပါတယ်ဒါပေမဲ့ မလုံလောက်ပါဘူးလေဆိုပြီးတော့အာနာစိတ်နဲ့ပေါင်းပြီးပေးလိုက်မိရာကနေအလိန်ခံလိုက်ရတာရှိတယ်။လောကမှာငွေဟာဒုတိယဘုရားသခင်ဖြစ်တယ်လို့ငွေဟာလူတွေကိုဒုက္ခပေးတဲ့မာနလည်းဖြစ်တယ်လို့ဆိုတယ်။လောကမှာငွေချေးငှားမှုတွေဟာပြန်ရတာမရတာခဏထားအောင်ငွေချေးလိုက်ရပြီငွေအချေးခံလိုက်ရပြီဆိုရင်ကိုယ့်ရဲ့စိတ်အကြည်တတ်တော့ ပျက်စီးသွားရတတ်တယ်။ဝေချေးပေးပြီးတာနဲ့တပြိုင်နက်ပြန်းမရမချင်းကလည်းကိုယ်စိတ်ထဲမှာအမှိုက်တစ်ခုညောင်းတစ်ချောင်းစုနေသလိုခံစားရတတ်တယ်။ဒါကြောင့်ငွေဟာလူရာကိုဖန်ဆင်းပေးနိုင်တဲ့ဘုရားသခင်ဖြစ်သလိုလူစိတ်တွေကို အလွန်ဆင်းရဲစေလို့မာနလည်းဖြစ်တယ်လို့ဆိုရမယ်။နောက်တစ်ခုငွေအလိန်ခံရတတ်မှုရဲ့အဓိကအကြောင်းတစ်ခုက လောဘကြီးခြင်းနဲ့သူများဟာအချောင်းလူချင်းချင်းလို့ဆိုရမယ်။မင်းကို30ရုပ်ပေးမယ်။35ကျက်တူပေးမယ်ဆိုပြီးတော့ပြောလို့30ရုပ်35ကျက်တူတွေကိုရကျင်တဲ့လောဘကြောင့်လေဘာမှအာမခံချက်မရှိပဲရကျင်တာလူချင်တာတခုကိုပဲလောဘကရှေ့ရောက်နေလို့ထုတ်ပေးလိုက်ရကအလိန်ခံကြရတာပေါ့။သိကြပါရဲ့။ အာနာခြင်းနဲ့အချောင်းလူခြင်းချင်းလောဘတာမရှိရင်အလိန်ခံရနိုင်စရာအကြောင်းမရှိဘူးလို့ပြောခြင်းတယ်။ဒါကြောင့်ကို့မှာငွေအလိန်ခံရပြီဆိုရင်ငါအာနာလိုက်လို့ခံလဲရတာလား။ငါသူ့စီကအချောင်းလူခြင်းတာရခြင်းတာရှိလို့ခံလဲရတာလားဆိုတာဒီနှစ်ခုကို ကို့စီမှာပဲရှာပါကိုလိုအပ်ချက် ကိုအားနေချက်တွေကို တွေးလာပြီးသိမြင်လာပြီးဆိုရင် ပြုပြင်လိုက်ပါ အဲ့ဒါဆိုရင်ငွေခဏခဏအလိန်ခံရတယ်ဆိုတဲ့အဖြစ်ကလွတ်သွားမယ်လို့ယုံကြည်ပါတယ်အဲ့ဒီလိုကိုယ့်အပြစ်ကိုယ်အားနည်းချက်တွေကိုမရှာဘဲကိုယ့်ကိုယ်ကို မပြုတ်ပြင်ပဲအရင်ဘဝကသူများကိုလိန်ခဲ့လို့ခံရတာအဲ့ဒါလို့မြင်နေမယ်ဆိုရင်တော့ဒီဘဝကိုယ့်ကိုလိန်တဲ့သူတွေနောင်ဘဝကျကိုယ်ကပြန်လည်ရမှာဖြစ်လို့စိတ်ညစ်မနေပါနဲ့နောင်ဘဝကျကိုယ်ကများများပြန်လည်ရမှာပဲလို့တွေးပြီး ကြည်ကြည်နက်နက်နဲ့များများသာအလိန်ခံထားလိုက်ပါလို့ပြောရမလို့ပါပဲဖလာနံကထကတိဝအတ္တဂါတာယဖလတိတဲ့ဝါပင်ကတီးတဲ့ဝါသီးတွေဟာအဲ့ဒီဝါပင်ကိုသေစေဖို့တတ်ဖို့ဖြစ်တယ်လို့ကိုယ့်ရဲ့အတိမာကိုယ့်ရဲ့အမြင်မာကိုယ့်ရဲ့အယူအဆမာတွေကလည်းကိုယ့်ဘဝကိုသေစေဖို့ဖြစ်တယ်တဲ့ကိုယ့်ရဲ့အတိမာအမြင်မာအယူမာတွေဟာ ကိုယ့်ဘဝကိုသေးစေတယ်ဒုက္ခပြီးတတ်တယ်လို့ဆိုတယ်ဒါကြောင့်ညီကုံကျုပ်ပြောချင်တာကတော့ကိုယ့်ဘဝမှာကိုယ်လုပ်လို့အောင်မြင်လာတဲ့အခါငါကွလို့လက်မထောင်ခဲ့သလို ကိုမှားလို့ကိုညံ့လို့ခံလဲရတဲ့အခါဒီမှာလဲငါဟဆိုပြီးကိုညံ့တာကိုကိုကိုယ်တိုင်မြင်ပြီးတော့ကိုကိုယ်တိုင်ပြုပြနိုင်သူဖြစ်အောင်ကြိုးစားပါလို့ပြောကြရင်းနဲ့ပဲညီကုံ ချိုးလိုက်ချင်ပါတယ် အားလုံးအားလုံးဘဝမှာလိညာခံရခြင်းဘေးကကင်းဝေးနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်။